အခုမြင်တွေ့နေရတာကတော့တောင်သမုတ်တရာမှာကြေးပြတ်သက်တော်နဲ့သတင်းသုံးနေတဲ့ရေဥပကောက်မထေမြရဲ့ပူဇော်ပွဲပဲဖြစ်ပါတယ်။မြန်မာနိုင်ငံတဲကရေကန်တိုင်းလိုလိုမှာကျွန်တော်တို့မြင်တွေ့နေရတဲ့ဒီရှင်ဥပကောက်မထေမြကိုဇေယတော်တန်ဃာတော်ကြီးတွေက ရှင်ဥပကောက်အမှန်တကယ်မရှိကြောင်းမှတ်စုထားကြပါရဲ့။ ဒီဥပကောက်တကယ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီယဟန္တာမထေမြတ်ဖြစ်ပေါ်လာတဲ့အကြောင်းကိုမြမရောက်ရှင်လောကမှာခေဆက်ဆက်ပုံစံအမျိုးမျိုးရိုက်ကူးထားကြတာကိုတော့ကျွန်တော်တို့မကြာခဏတွေ့နေရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်ရညီအကိုများတောင်းဆိုထားတဲ့တောင်သမုတ်တရားမှာကြေးပြတ်တတ်နဲ့ဒင်းသုံးနေတဲ့အရှင်ဥပကောက်မထေမြတ်ရဲ့နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ် ဇာနေပဲဖြစ်ပါတယ်ဂရမမြတ်စွာဘုရားပြိဋိဘံပြုပြီးနောက်ပိုင်းနှစ်ပေါင်း200ကျော်ကာလကတငါရွာလေးတရွာမှာတငါတဲ့များကရွှေငါးကြီးတကောင်ဖမ်းမိခဲ့ကြပါတယ်အဲ့ဒီရွှေငါကြီးရဲ့1 byte တဲကနေသူစားတဲ့တမီးမင်းကလေးတူရရှိလာပြီး တငါတဲ့တွေကအဲ့ဒီကလေးလေးကိုရာဇကဟဘရင်ထံဆက်သခဲ့ကြပါရဲ့ရွှေငါကြီးဝမ်းပိုင်းမှပေါက်ဖွာလာသူဒီသူစားနဲ့ကလေးကိုဘရင်ကြီးကမစ္စဒီဝီမင်းသမီးလို့အမည်ပေးကာမွေးစားခဲ့ပါရဲ့အပြုဘော်ဝင်စားအရွယ်ဖြစ်လာတဲ့မစ္စဒီဝီမင်းသမီးကသူ့ရဲ့မိခင်ဘယ်သူဘယ်ဝါဖြစ်ကြောင်းအထင်းတော်တွေကိုမေးမြန်းလာပါရဲ့အထင်းတော်တွေက မစ္စဒေဝီဟာငားမကြီးမှတရေတီးပြီးမွေးဖွားလာသူလို့ရှင်းပြတာကိုသူမအနေနဲ့လုံးဝလက်မခံသလိုရှက်လက်ရှက်ဒေါသလက်ထွက်တဲ့အပြင်မိခင်ငားမကြီးကိုပါပောက်ခတ်စော်ကားပြောကြမိတဲ့အတွက်သူမရဲ့ရုပ်အစင်းကလှပပေးမိခန္ဓာကိုယ်ကနေငားညင်အနာတွေထွက်လာပါတယ်မစ္စဒေဝီမိန်းမဟာအရန်ချောမောလှပပေးမိခန္ဓာကိုယ်ကနေငားအပေါ်အနာလိုညင်နှက်ထွက်နေတာကြောင့် မွေးစားဖခင်ဘရင်ကြီးနဲ့မိဖုရားကြီးအပါအဝင်နောင်ရင်သားအလုံးမခံနိုင်ကြတော့ပဲမစ္စဒေဝီမိမိကိုလုံလောက်တဲ့ဆန္ဒရိတ်ခါများနဲ့အတူဖောင်ပေါ်တင်ပြီးမြစ်ပြေမှာမျောလိုက်ကြပါရင်ဒီလိုနဲ့မြစ်ပြေမှာမျောလာတဲ့မိမိကိုဖောင်တော်ဆက်ကရာတိုင်းပြည်အတီးတီးမှဘရင်တိုင်းကလည်းအပေါ်လာကြောင့်မိမိရဲ့ဖောင်ကိုတုံထောက်ခဲကြပါရင်တန်တဘာကနေစစ်ပေးရှောင်လာတဲ့ဒေါသကုမာရဆိုတဲ့မင်းသားဟာ ဥပယသကြီးရဲ့ចောင်းတင်ကမှခုလုံနေပြီးမစ္စဒီဝီရဲ့ဖောင်တော်ကိုအဝေးကနေလှမ်းမြင်ကြီးမှာပဲစွဲလန်းစိတ်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့စူရွားတဲ့ငန်းညီတဲ့အနနာလာတဲ့အတွက်ဖောင်တော်ကိုတွန်းထောက်ဖို့အလုပ်မှာဥပယသကြီးကတားမြစ်လိုက်ပြီးမိသမီးကိုကယ်တင်ဖို့မင်းသားကိုပြောကြားလိုက်ပါတယ်။နောက်ဆုံးမှာတော့မစ္စဒီဗီမင်းသမီးဟာဥပယသိတ်သတင်းတောင်းရာကျောင်းသင်ခန်းစီရောက်ရှိလာပါတယ် ဤတဲ့ကြီးကဂူကယ်ရာမဲ့ဖြစ်နေရှာတဲ့မစ္စဒီဗီမင်းသမီးရဲ့ဖိရက်တွေကို မေးမြန်းလိုက်တဲ့အခါငါညင်အနာကြောင့်အတိုင်းပြည်ကနေနှင်ထုတ်ခံရကြောင်းသိရှိသွားခဲ့ပါတယ်။ဤတဲ့ကြီးဟာညံတော်နဲ့ဆင်ခြင်လိုက်တဲ့အခါမိခင်ငါမကြီးကိုပုတ်ခတ်စော်ကားပြောဆိုမိလို့ဒီလိုအနာဆိုးတွေထွက်လာနေကြောင်းသိသွားပြီးမင်းသမီးနေနဲ့မိခင်ရွှေငါးကို ပြန်လဲတောင်းပန်ကြောခိုင်းလိုက်မှသာမင်းသမီးရဲ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေတဲ့ငါးပေါင်းနှံတွေချက်ချင်းပြောက်ွယ်သွားပါတယ်။ ။ဒါပေမဲ့မစ္စတီဝီဟာကျေးဇူးရှင်ရီသေးကြီးကိုကျေးဇူးတွေ ပြန်လဲဆက်လို့တဲ့အတွက်ရီသေးကြီးကိုပြုစုလုပ်ကြွေးရင်းတော်ထဲမှာပဲဆက်လက်နေထိုင်ခဲ့ပါရယ်။သူရဲ့တန်းပြီးမငင်းချမ်းသေးတဲ့ဒေါသကုမာရမင်းသားလဲရီသေးကြီးရဲ့အကြောင်းမှာခိုးလုံနေတဲ့အတွက်သူတို့နှုတ်ဦးဟာရက်ပေါင်းများစွာနီးနီးကပ်ကပ်နေထိုင်ရင်းတဦးအပေါ်တဦးတန်ရောစင်တွေဖြစ်လာကြပါရယ်။ဒါပေမဲ့ရင်တဲကဆန္ဒတွေကိုတော့ဖိမပြောမိကြပဲ သူတို့ရဲ့အခြေစိတ်တွေကိုမျိုးသိပ်ထားကြပါတယ်ဒီလိုနဲ့တနေ့မှာတိုင်းပြည်ငင်းချမ်းပြည်လို့တရင်ရလာတဲ့ဒေါသကုမာရမင်းသားဟာဣတိကြီးထံခွေပန်းပြီးပြန်သွားလိုက်ပါတယ်ဒေါသကုမာရမင်းသားပြန်သွားပြီးတုံးလေးလအကြာမှာတော့မစ္စဒီဝီမှာထူဆန်းတဲ့ပြစ်တရီတီလာပါတယ်ဒါကြောင့်ဂျေဆုရှင်ဣတိကြီးကိုထိုင်လာစွာပျော်ပြပြီးငိုကြွေးခဲ့ပါတယ်ဥပယတိကအတိမင်းသမီးနဲ့ဒေါသကုမာရတို့အကြား လွန်ကျူးစွာမဖြစ်ခဲ့ကြပေမယ့်ပြင်းထန်တဲ့အချစ်စောဇာနာတစ်ခုကြောင့်ယခုလိုပရိသေတီလာခြင်းဖြစ်ကြောင်းရှင်းပြပြီးနှစ်သက်တော်မူပါれမစ္စဒီဗီလဲမိမိရဲ့တရေသားကိုကောင်းစွာဆောက်ရှောက်ပြီးရလဆွေးတဲ့အခါမှာတော့တာယောက်ကြလေးတူဘွားမြင်လာပါれဥပယသိကျောင်းမှာမွေးဖွားလာတာကိုအစွဲပြုတ်ပြီးအဲ့ဒီသားလေးကိုဥပဂௌဒလို့အမည်ပေးခဲ့ပါれဥပဂௌဒအရွယ်ရောက်လာတဲ့တနေ့မှာဥပယသိကြီးကဒီကလေးလေးဟာ လူဖို့နဲ့သာနေမယ်ဆိုရင်ကာမဂုံတဲ့နိမြုပ်တွေသာဆွဲလမ်းမှာကိုစိုးရင်ပြီးအကယ်၍ယဟန်ပြုပါကဖုံတကူကြီးမာတဲ့ယဟန်တာတပါဖြစ်လာမှဖြစ်ကြောင်းညံတော်နဲ့စင်ကြီးမိတဲ့အတွက်ရဇကဟဘယင်ထံပြန်သွားစေပြီးယဟန်ပြုဖို့ဆေလွတ်လာပါလေနန်းတော်စီပြန်လဲရောက်ရှိလာတဲ့မေဆတ်ဒီဝီမီနီမီနဲ့သူ့ရဲ့သားလေးကိုဘယင်ကြီးကဝမ်းမြောက်စွာကြိုဆိုပြီးကောင်းမွန်စွာစံမြန်းစေပါရဲ့ မင်းဆက်ဒီဝီမိနမီကဥပယတိမှာကြားထားတဲ့အတိုင်းသူ့ရဲ့သားကိုရဟမှုပေးဖို့ဘရင်ကိုလျှောက်တင်ပေးမယ်။တယောက်ကြားများမထွန်ကားတဲ့ဘရင်ကတော့မြေတော်ဥပဂௌဒကိုအရှင်မင်းသားအရာအနှင်းဖို့အမိတ်ချမှားလိုက်ပါတယ်။ဘရင်ကြီးမိုက်ကြတာကိုနတ်ဒီယိုဒါတွေကြားသိရတဲ့အခါမှာတော့ဥပဂௌဒလောင်းလျာကိုကောင်းကင်ပေါ်စီပြေချီခေါ်ဆောင်သွားလိုက်ပါတယ်။အဲ့ဒီနတ်ဒီယိုဒါကဥပဂௌဒကိုတောင်သမုဒ္ဒရာအပေါ်ဖြတ်တန်းခေါ်ဆောင်သွားချိန်မှာ ဥပဂௌဒဟာဗိုက်သိက်တင်ပြထားတဲ့တရားဓမ္မတို့ကိုစင်ကြင်မိလိုက်ရာကနေအတဝေါကင်းပပြီးအရဟတဖိုမာတီကယဟန္တာဖြစ်သူရောက်ရှိသွားခဲ့ပါတယ်။ဒါကြောင့်ပဲနတ်ဒီယိုဒါလည်းဥပဂௌဒကိုလှုပ်ချလိုက်ချိန်မှာသမုဒ္ဒရာရေပြင်းထဲကကြီးပြတ်တက်ကြီးတစ်ဆောင်ဒူးဆန်းစွာထွက်ပေါ်လာပြီးရှင်ဥပဂௌဒမထေမြတ်လည်းအဲ့ဒီကြီးပြတ်တက်မှာတရင်တုံဆံမြန်းခဲ့ပါတယ်။ ီလိုနဲ့တနေ့မှာတော့ပဏာလိပௌဒ္ဒပြည်ကြီးမှာဗုဒ္ဓဘုရားရဲ့ဓာတ်တော်မွေတော်များကိုဌာပနာပြီးတည်ထားခဲ့တဲ့မဟာစီတီတော်ကြီးနဲ့အတူစီတီပေါင်း7000အတွင်ရည်စချအလှူတော်မင်္ဂလာပွဲကြီးကိုစီကားတမ်းမြိုက်စွာကျင်းပနေပါれ။ဒီဗုဒ္ဓပူဇနီယပွဲတော်ကြီးပျော်ရှင်စွာကျင်းပနေတာကို ကောင်းကင်ယံတနေရာကနေမာနမင်းတပါကြည်နေပြီးဒေါသတွေထွက်နေပါれ။အဲ့ဒီမာနမင်းကသူ့ရဲ့တကူတော်နဲ့အတူကောင်းကင်တစ်ခုလုံးကို တိမ်တိုက်တွေအပြင်းနဲ့ပေါင်မဲသွားအောင်ဖန်ဆင်းလိုက်ပြီးမိုးကျူမုန်တိုင်းများနဲ့အဲ့ဒီဖျားပွဲကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာအရှင်ဥပကောက်မထေမြဟာမိုးကျူမုန်တိုင်းများကိုတားဆီးပေးလိုက်တဲ့အတွက်တီးထန်နေတဲ့လေကြီးမူကြီးလည်းချက်ချင်းဆိုသလိုပျောက်ကွယ်သွားပါတယ်။မနမေရဲ့အမျိုးမျိုးသောအနှောင်ရှက်အန္တရာယ်များကိုတားဆီးပေးခဲ့တဲ့အရှင်ဥပကုတ်မထေမြရဲ့ကြီးစုတော်တွေကြောင့်အာတောကမင်းကြီးနဲ့တိုင်းသူပြည်သားအပေါင်းတို့က အေးချစွာဆက်လက်ကျင်းပနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကနေစပြီးခြေဥပကမထေကလီမုန်တန်းကြခြင်း၊မိုးရွာခြင်း၊ရေလွှမ်းခြင်း၊မိုးကြိုးပစ်ခြင်းစတဲ့အန္တရာယ်များကိုကာကွယ်ပေးနိုင်တယ်လို့ယုံကြည်လာတဲ့အတွက်ကျွန်တော်တို့မြန်မာနိုင်ငံကျောင်းကံဖရာနဲ့နေအိမ်ဖရာကန်တွေမှာရှင်ဥပကမထေကိုယနေ့အချိန်အထိပူဇော်လာကြကြောင်းဘုသူတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်။ ောက်တစ်ပတ်နောက်တစ်ပတ်တွင်ပါလေဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအသေးများကိုဝေမျှပေးသွားအောင်မှာဖြစ်လို့ကျွန်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဆုံးထိကြည့်ရှုပေးရတဲ့ကျွန်ရဲ့ညီအကိုများနဲ့မြန်မာပြည်သူပြည်သားအပေါင်းစိတ်ချမ်းသာကိုကြမှာရှိကြပါစေယောဂဗရတွေကေဝေးပြီးတာယာပျော်ရှင်တဲ့ဘဝတွေကိုစီပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းဝေမျှပေးလိုက်ရပါတယ်